ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့ဒါကျွန်တော်တို့ဒီနေ့တော့ကျွန်တော်အတန်လေးနည်းနည်းပြန်ကောင်းပြီးတော့နေနည်းနည်းပြန်ကောင်းလာတဲ့ကြောင့်မို့တာနေစပြီးတော့ချောင်းလေးနည်းနည်းဟန့်နေဆိုရင်တော့ခွင့်လွှတ်ပေးဖို့ကြိုးလေးနဲ့တောင်းပါတယ်အဲ့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကျွန်တော်တို့ဒီနေ့မနက်အေးပေါ့ဒီနေ့မနက်အစောပိုင်းလိုပဲပြောမလားမင်းညကပဲပြောမလားအဲ့ မင်းညာကောအဲ့ဒီဒီနေ့မနက်စောပိုင်းမှာဒါကျွန်တော်အပြောင်းရွှေ့အတွက်တကယ်ကိုကျွန်တော်ဟစ်တစ်ခုဖြစ်လာခဲ့တယ်ဗောနော်အဲ့ဒီအပြောင်းရွှေ့အတွက်ကဒါကျွန်တော် Manchester United အသင်းအတွက်ဗောနော်အဲ့တော့ Manchester United အသင်းအနေနဲ့အခုလက်ရှိဒါဒီအပြောင်းရွှေ့မှာဒါကျွန်တော်တို့ထုံးဝမ်းတိုင်းပါ Matthews ခေါ်တာအပြောင်းရွှေ့ပြီးခဲ့တယ်ဟိုလိုလိုဒီလိုလိုလုံနေခဲ့ပေမဲ့တကယ်ကိုအပြောင်းရွှေ့မှာဒါကျွန်တော်တို့အယောင်းလားအဝယ်လားမှာဒါကျွန်တော်တို့နည်းနည်းလေး ဟို hiccup ပေါ့နော်ဒီနေ့လိုက်တာကျွန်တော်အခက်ခဲတစ်ခုအနေနဲ့ရင်ဆိုင်နေခဲ့ရတာတွေ့ရမယ်။ဒါပေမဲ့ဒါမနေ့ညက Manchester United အသင်းက Brian Ambuambu ရဲ့အပြောင်းအရွှေ့မှာဒါကျွန်တော်အရွေးတစ်ခုအနေနဲ့စတင်ပြီးတော့ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ဒါကျွန်တော်တို့သိရမယ့်နေရာမှာပါပါတယ်။အဲ့တော့ဒါလက်ရှိနောက်ဆုံးရသတင်းတွေရဆိုရင်တော့ Benji Cook ကဒီသတင်းကိုတင်လာခဲ့တာဖြစ်ပြီးတော့ David Austin Laurel White ဝဲဒါပြင်ကျွန်တော် Fabrizio Romano ကပါဒါဒီသတင်းတွေကိုတင်ထားတဲ့ကြောင့်လား tier 1 level ဖြစ်သွားပြီလို့ပြောလို့ရတဲ့အနေအထားတစ်ခုရောက်သွားတယ်အဲ့တော့8 light တော့မှန်သွားတယ်ပေါ့နော်ညကျွန်တော်တို့စေးတောက်ပြီး H လို့8 light တာအဲ့ဒီသတင်းတော့ရုတ်တရက်မတွေ့လိုက်ဘူးအဲ့တော့ဒီသတင်းကြောင့်ကျွန်တော်နည်းနည်းလေး detail ပြောမယ်ပြီးတော့နည်းနည်းလေး add on လေးတွေထပ်ပြီးပြောမယ်ပေါ့နော် Manchester United တွေအဲ့တော့ Manchester United အသင်းနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Brian Ambuambu အတွက်နောက်ဆုံးသောကမ်းလှမ်းမှုတစ်ခုကို Brandford အသင်းစီကိုပြုတ်လုခဲ့ပြီးဆိုပြီးတော့ဒါမင်းညကလော်ရယ်ဝိုက်ဝဲကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာရေးသားလာခဲ့တယ်။ဒါကမှနောက်ကဒါ David Austin ကထုတ်ဝေနိုင်ပေါ်တော့ဒါဟုတ်တယ်ဘာညာဆိုပြီးထပ်ပြီးတော့ confirm လုပ်ခဲ့ကြောင်းလို့ဒါလက်ရှိမှာ Manchester United အသင်းနဲ့ Brian Ambon ဘူအတွက်တတိယမြောက်ကမ်းလှမ်းမှုကိုမလွတ်တော့ဘူးလားမေးတဲ့သူတွေအတွက်ဒါကျွန်တော်တို့လုံးဝကို submit လုပ်ချလိုက်ပြီလို့ပြောလို့ရတယ်။အဲ့တော့ဒီတစ်ခေါက်ကမ်းလှမ်းမှုမှာ Manchester United အသင်းနဲ့ detail structure ရမသိပေမဲ့ total ရ package ရဆိုရင်တော့63သန်းပတ်ချလဲဝိညာဉ်ညာရှိရလို့ပြောလို့ရတယ်။အဲ့ Brentford Luton င်တဲ့ဈေးနာတဖြည်းဖြည်းကတ်သွားပြီလို့ပြောလိုက်ရတယ်။ Brentford လိုချင်ခဲ့တာ Matthew Corner ရဲ့အပြောင်းရွှေ့ကလိုပဲဒါ65သန်းပတ်ချာလဲဝင်ကျင်ကြအလိုရှိခဲ့တာဖြစ်တယ်။ဒါဒီတစ်ခေါက်တော့ဒါ Manchester United အသင်းနေ Brentford ရဲ့ဒါကြိုက်ဈေးကိုနီးနီးကိုလိုက်ရောလိုက်ရတယ်ဆိုတဲ့သဘောဖြစ်သွားတာပေါ့နော်။အဲ့တော့ဒါ United ဘက်ကဒါကျွန်တော်တူတက်အားလုံးပေါင်း63သန်းလောက်နီးနီးသွားကြတယ်။ဒီ63သန်းကိုရ Manchester United အသင်းနေဒါ3နှစ်အရစ်ကြဒါမှမဟုတ်4နှစ်အရစ်ကြပလန်နဲ့ဒါကျွန်တော်တို့ Brentford ဘက်ကိုတရံဝင်မနစ်ညကကမ်းလှမ်းခဲ့တယ်ဆိုတဲ့သတင်းနေတောက်လျှောက်ထွက်ပေါ်လာခဲ့တာကိုတွေ့ရမှာ မှာပေါ့နော်အဲ့တော့ဒါဘာဘာဆက်ဖြစ်မလဲ မေကွန်ကဒါအောင်မေးရမှာဘာဆက်ဖြစ်မှာအဲ့တော့ Manchester United အတင်းနဲ့ဒါကျွန်တော်တို့သူတို့အနေနဲ့ဒါပထမပထမ offer ဒုတိယ offer တွေပြီးတဲ့အချိန်မှာသူတို့အနေနဲ့ဒီကလပ်မှုကိုဆက်လုပ်မယ်မလုပ်ဘူးမသေးကြတဲ့အချိန်မှာ United ဘက်ကကစားသမားနဲ့ဒါထပ်ပြီးတော့တွေ့ဆုံခဲ့တဲ့ဆွေးနွေးတဲ့တွေထွက်ပေါ်လာခဲ့တယ်အဓိကတော့ဒါ Brian Aubameyang ကိုယ်တိုင်က United အသင်းကိုပဲပြောင်းရွှေ့ခြင်းနဲ့အတွက်ကြောင့်မို့ဒီအပြောင်းရွှေ့ကိုဖြစ်အောင်လုပ်ပေးဖို့အတွက်ဒါကျွန်တော် United ဘက်ကိုတောင်းဆိုခဲ့တယ်လို့သိရတယ်ဒါကြောင့်မို့လဲ United အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ပထမတော့ဒါအင်ညာအင်ညာလုပ်နေခဲ့ပေမဲ့ဒီကလပ်မှုကိုမြန်မြန်ဆန်ဆန်ပဲမင်းညားက submit လုပ်ခဲ့တယ်ဆိုတဲ့သဘောဖြစ်သွားတော့ United အသင်းနဲ့ခုလက်ရှိ ှိမှာဇူလိုင်9ရက်နေ့မတိုင်ခင် Brian M1 ဘူးအသင်းကနေပြီးတော့ဒါကျွန်တော်ခေါ်ယူဖို့အတွက်အဓိကစူးစမ်းသွားမယ်လို့သိရတယ်အဓိကကဇူလိုင်9ရက်နေ့မှာဒါ Manchester United အသင်းရဲ့ပထမဆုံး pre-season ပေါ့နော်ဒါရာသီဂျိုခြေစမ်းပွဲစဉ်စမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီရာသီဂျိုခြေစမ်းပွဲစဉ်မတိုင်မှာ Brian M1 ဘူးရဲ့စာကားကို Manchester United အသင်းအနေနဲ့အပိတ်သွားဖို့အတွက်မျှော်လင့်တယ်လို့သိရတယ်မှာပါအဲ့တော့ကစားသမားနဲ့ Manchester United အသင်းကဒါကျွန်တော်9နှစ် plus 1နှစ်စာချုပ်ချုပ်မှာဖြစ်ပြီးတော့တပတ်လောက်ကလာစား2သိန်းနဲ့2သိန်း1000ကျားရှိမယ်လို့ကျွန်တော်အနေနဲ့ခက်မှန်လေးကကောလာဟာလာရဲ့တချို့သတင်းတွေအရဆိုတော့ 2သိန်းနဲ့3သိန်း8000ကြားထဲရှိမယ်ဆိုပြီးသတင်းတွေထွက်တယ်ဒါပေမဲ့ကျွန်တော်ထင်တော့အဲ့ပေါ်2သိန်းပတ်ချလဲဝင်းညင်ကြားလောက်ပဲဖြစ်မယ်အဲ့တော့ Brian M1 မူနေတဲ့ကြားထဲမှာသူ့ကိုစိတ်ဝင်စားခဲ့တဲ့ club တွေဖြစ်တယ်ဒါကျွန်တော်တို့ Aston Villa Newcastle United Tottenham Hotspur တို့ကိုသူတို့အနေနဲ့ဒါကျွန်တော်ထပ်ပြီးကပ်မှန်းခဲ့တဲ့အနေထားကိုလည်းဒါ Brian M1 မူကကပဲညင်းပယ်ခဲ့ပြီးတော့ Manchester United အသင်းကိုပဲထပ်မှန်ပြီးတော့သူ့အနေနဲ့ရွေးချယ်ခဲ့တယ်ပေါ့နော်အဲ့တော့ Manchester United အသင်းသူ့ကိုဒါကျွန်တော်တို့ အဲ့ပေါ့ Bradford ကြိုက်စေးပုံစံမျိုးကမ်းလှမ်းဖို့တို့တို့အနေနဲ့မျှော်လင့်ခဲ့တယ်။တကယ်လည်းအခုလက်ရှိမှာ Bradford ကြိုက်စေးနာနီးနီးပေါ့နော်။တကယ်လည်းပြန်စစချင်းပဲဆိုတော့တို့က Matthews Corner ရဲ့အပြောင်းအရွှေ့ဖြစ်တဲ့65တန်းပတ်ချလဲဝင်ကျင်ကြလို့ရှိတယ်ဆိုတော့ဒါကြောင့်ဒီပုံစံအတိုင်းနီးနီးကို United ဘက်ကလိုက်ရောခဲ့တဲ့သဘောမှရှိတယ်။ Kola Hadaria 63တန်းကြိုက်မှာတချို့သောသတင်းမှာ65တန်းအထိ Manchester United အသင်းရဲ့ bonus ပါညာပါမယ်ဆိုအဲ့လောက်ထိအောင်တက်သွားနိုင်တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့တယ်ပေါ့နော်။အဲ့တော့ United ပြည်သက်တွေကြားရမှာ Brian Ambon ကိုလိုချင်တဲ့လူတွေပဲမလိုချင်တဲ့လူကတော့ဘယ်သူမှမရှိဘူး။ဒါ of course အဲ့တော့ Brian Boyd အမောမိုအနေနဲ့အခုလက်ရှိမှာသူကိုယ်တိုင်လည်း United ကိုပဲရွေးချယ်ထားကြောင်းပြိသက်အသင်းပြိသက်တွေအနေနဲ့ဒါ United အသင်းကိုပဲလာခြင်းနဲ့ဆိုတဲ့ကစားသမားကိုရရှိမှာတော့ကြောင့်ဒါအသင်းအတွက်လည်းတော်တော်လေးကို benefit ဖြစ်တယ်လို့ပြောလို့ရတဲ့အပြောင်းအရွှေ့တစ်ခုလို့မြင်နေအဒီအပြောင်းအရွှေ့ကတော့ကျွန်တော်ထင်တာပေါ့နော်ဒီတစ်ပတ်အတွင်းပြီးသွားလောက်မယ်လို့မြင်နေ Manchester United အသင်းရဲ့ဒုတိယမြောက်အပြောင်းအရွှေ့ကတော့ဒီတစ်ပတ်အတွင်းကျွန်တော်တို့အကုန်လုံးအပီစီမြင်သွားရဖို့အတွက်ကျွန်တော်တို့အနေနဲ့ရှိသွားပြီလို့ပြောတယ်အဲ့တော့ Brian Mbowe ကို Manchester United အသင်းရဲ့ engine တွေ့ဖို့အတွက်ဒါဂျော်လိုက်9ရက်နေ့မတိုင်ခင်ဒီအပြောင်းရွှေ့ကိုပြီးတတ်မယ်ကျွန်တော်တို့အများကြီးပြောရမလို့ဒီအပြောင်းရွှေ့ဒီ development ပြီးတော့နောက်တစ်ပတ်အောင်ကူဖို့ season မရှိတော့ဘူးလို့ကျွန်တော်မြင်တယ်ဘာလို့လဲတစ်ဖက်က bit အဓိကဘက်ကကျွန်တော်သိနေတာဗောနအဓိကကျွန်တော်သိတာ Brentford ဘက်ကကြာနေတာ Brentford ဘက်ကဒါဒီအပြောင်းရွှေ့ဘက်ကိုဒါ bit ကို submit ဘရစ်ကိုဒါကျွန်တော်လက်ခံလိုက်ပြီဆိုရင် United ဘက်ကငိုတဲ့ကဒါကျွန်တော်တို့ M1 မူနယ်ပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပြောင်းရွှေ့အတွက်ဒါ Manchester United အသင်းနဲ့ဘယ်လောက်ထိမြန်မြန်သွားနိုင်မလဲဆိုတော့သူတို့ပုံပဲမူတည်သွားပြီလို့ပြောလိုက်ရတော့ဒါက ။တစ်ပတ်က Brandfood accept လုပ်လိုက်တာနဲ့ဒါချက်ချင်းဆိုလို့ဆေးဆစ်ဆစ်ဆစ်ပြီးဒါကျွန်တော်တို့ဒီတစ်ပတ်အတွက်ညညာတာတော့ဒါသူတို့ဘယ်ချိန်မှညညာမယ်ကျွန်တော်လည်းမသိဘူး။ဒါပေမဲ့ဒီတစ်ပတ်အတွင်းတော့ဒီအပြောင်းရွှေ့ပြီးသွားမယ်လို့မြင်တယ်။အဲ့တော့ United အသင်းရဲ့ဒီနှစ်ရဲ့ဒုတိယမြောက်အပြောင်းရွှေ့ကတော့ဒါကျွန်တော်ထင်တယ်ဒီတစ်ပတ်အတွင်းစတင်ပြီးတော့ဒါကျွန်တော်လှုပ်ဆောင်ပြီးတော့ပြီးဆုံးသွားမယ်လို့မြင်တယ်။အဲ့တော့ Manchester United အသင်းနေနေဒါမကြခင်မှာ Here we go တော့မှလားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်။ကျွန်တော်ထင်တော့ Here we go တော့လောက်မထင်ဒါမှမဟုတ်က Brandfood ဘက်ကဒီထက်ပူတောင်းနေဆိုလဲ United ဘက်ကနေပြီးတော့ဒါကျွန်တော် Brandfood ကိုဝိုင်းရိုက်ဖို့ပဲကြံတော့ဘာလို့ခုနကသူတို့လူချင်းတဲ့ဈေးနဲ့ဗျသိလဲကွာ တော့မဟုတ်တက်တန်းတက်တန်းအောင်ဈေးမလျှော့ပြီးနိုင်ဘူးဆိုရင်တော့ဒါ Brentford ဘက်ကတော့တခုခုလွဲမှားနေပြီလို့မြင်တယ်အဲ့တော့ထားပါလက်ရှိမှာဒါကျတော့ Brentford ဘက်ကလည်းဒီဟာကိုဒါကျွန်တော်တိုးတက်လာပြီဆိုတဲ့ဥစ္စာမနေ့က Bangkok ကလေးရေးတင်ထားတယ်အဲ့တော့ Manchester United ပြည်သက်တွေအတွက်မနက်ခင်းဆိုးဆိုးစစ်စစ်ဒါအိယာထားတာနဲ့ဒါကျွန်တော်သတင်းကောင်းတစ်ခုကိုညင်စီခြင်းတဲ့တော့ကျွန်တော်တင်ပေးလိုက်တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒါအပြင်ကျွန်တော် Manchester United အသင်းမှာဒါကျွန်တော်တို့နောက်ထပ်ဆက်နေပြီးတိုက်ပွဲဝင်သွားမယ့်ကစားသမားတစ်ယောက်ကထွက်ပေါ်လာခဲ့တယ်ဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့ Mason Mount ပါပဲ Mason Mount အနေနဲ့ခုလက်ရှိမှာ Manchester United အသင်းမှာရုန်းကန်နေရတာမှန်ပေမဲ့လက် ရှိမှမေဆန်မောင်းကိုဒါကြားထဲမှာမမဲ့ရဝက်ဆမ်မသိငါခေါ်ယူဖို့တရားဝင်ချိတ်ဆက်ခဲ့မှုတွေရှိတယ်မေဆန်မောင်းကလည်းရှိမှမန်ချက်စတာယူနိုက်တက်နဲ့သင်းနေတဲ့ contract ရှိသေးတဲ့အတွက်ကြောင့်မလို့ United ဘက်ကမေဆန်မောင်းကိုအသင်းမှာဆက်ထားမလားအသင်းမှာဆက်မထားဘူးလားဆိုပြီး Ruben Amorim ကိုပဲအဓိကဆုံးဖြတ်ခိုင်းခဲ့တယ်ဒီတိုင်းမှာဒါလက်ရှိမှာဒါမေဆန်မောင်းရဲ့နောက်ဆုံး interview ကိုဖတ်လာပေါ့နော်မေဆန်မောင်းနေတဲ့အခုလက်ရှိမှာဒါကျွန်တော် Manchester United အသင်းမှာပဲသူအနေနဲ့ဆက်ပြီးနေတော့သူကတော့ကစားသမားကိုယ်တိုင်ကဆက်ပြီးနေသွားပြီးတော့တိုက်ပွဲဝင်သွားခြင်းနဲ့ဆိုတဲ့သတင်းတွေတောက်လျှောက်ဒါသူ့အနေနဲ့ဒါတရက် တတိယမဟုတ်သူကျွန်တော်တို့က sorry ပါ press conference တောက်လျှောက်တာတက်လာတာတွေ့ရမယ်အဲ့တော့ဒါ Mason Mount ကိုလည်း Manchester United အသင်းအင်ဂျင်တွေပဲဆက်လက်ပြီးတွေ့ရဖို့တော့ရကိုင်းလို့များဒါအစကတည်းကလည်း Manchester United အသင်းကလည်း Mason Mount ကိုအဲ့လောက်ထိရောင်းချဖို့အတွက်ဆန္ဒမရှိဘူးသို့ပေမဲ့တော့ညာလည်း Mason Mount ကိုခုလက်ရှိမှာစိတ်ဝင်စားနေ club တွေကဒါကျွန်တော် Premier League မှာမြလာခဲ့တယ်ဒါသတိနေရဆိုတော့ West Ham အသင်းကဂျားထဲမှာစိတ်ဝင်စားတယ်ဒီဂျားထဲမှာဒါကျွန်တော် Everton ကလည်း Mason Mount ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားမှုတွေရှိခဲ့တယ် ကောလာဟာလာရီယာညူကာဆယ်ယူနိုက်တက်ကလည်းမေဆာမောင့်ကိုဒါစီတတ်တတ်တတ်နဲ့ရမယ်ဆိုရင်သူတို့အနေနဲ့စိတ်ဝင်စားရဆိုသတင်းထွက်လာခဲ့တယ်။ဒါပေမဲ့ဒီတိုင်းဆိုတော့မေဆာမောင့်ကိုမန်ချက်စတာယူနိုက်တက်အသင်းရဲ့အင်ဂျင်တွေပဲဆက်လက်ပြီးမြင်ရပြီးတော့ဒါမနစ်ကလည်းဒါရူဘယ်အောင်မွေးလောက်အောင်မှာမေဆာမောင့်အဲ့လောက်ကြီးမဆိုးပါဘူး။တော်တော်လေးဥဒုတက်လာတာတွေ့ရမယ်။သူဒန်ယာကပြန်လည်တက်တာပြီးမေဆာမောင့်တယောက်ဒါရူဘယ်အောင်မွေးရဲ့352ပဲပြီးတော့343ရဲ့အကွက်တွေမှာဒါတော်တော်လေးအဆင်ပြေလာတယ်လို့ပြောလို့ရတဲ့အခြေအနေတခုရောက်သွားပြီလို့မြင်တယ်။အဲ့တော့အဲ့လက်ရှိမှာဒါဒီလိုပဲပေါ့နော်။ဒီအပြောင်းရွှေ့တဲ့တင်းတွေတလောက်ပဲ။ဒါလက်ရှိမှာကျွန်တော် နောက်ထပ်စိတ်ဝင်စားစရာသတင်းတွေတော့ရှိသေးတယ်ဒါကျွန်တော်ညနေ9:00နာရီမှပဲဒါထပ်ပြီးတော့ဒါကျွန်တော် update လုပ်ပြီးတော့မယ်ဒါလောက်ပါပဲဘုံတော့လက်ရှိမှာတော့ကျွန်တော်တို့ Manchester United အတူချုံးပြန်ပြောရမယ်ဆိုရင်တော့ Brian Aubameyang ကို United အသင်းနောက်ဆုံးချိန်နောက်တကယ်နောက်ဆုံးချိန်ပေါ့နော်တကယ်နောက်ဆုံးချိန်ကန်လန်လိုက်ဖြစ်ပြီးတော့ Brentford လူချင်းနဲ့ Zinanini ကိုဒါကန်လန်လိုက်တာဖြစ်တယ်ဘုံတော့အဲ့ဒီပုံမှာလေ United အသင်းနေနဲ့ဒါဒီကန်လန်မှုကို Brentford အသင်းကမြင်မြဆဆန်မဲ့လက်ခံပြီးသူတို့နဲ့ဒီပြောင်းရွှေ့ကိုမြင်မြဆဆန်မဲ့လှုပ်ဆောင်နိုင်မယ်လို့မြင်တယ် United အသင်းရဲ့ဒီ Brian Aubameyang ရဲ့အပြောင်းရွှေ့ပြီးတော့ဒါတိုက်စစ်အပြောင်းရွှေ့ဘက်ကိုလှည့်ဖို့အတွက်တတိထွက်နေတယ် ကောလာဟာလာရီယာမွိုင်းစကိန်းတို့ဘာလို့လဲသတင်းထွက်နေတဲ့အဲ့ဒီသတင်းတွေကိုကျွန်တော်တိတိချာချာ TR1 source တွေပါ냐ဖတ်ပြီးမှပဲဒါကျွန်တော်ညနေကျမှပဲထပ်ပြီးတော့တင်ပေးပါရမယ်ဘလို့ပြောတာဒီတော့ပါပဲအားလုံးမကြည့်တူပါနဲ့အဲ့တော့ United ပြည်သက်တွေကဒီအပြောင်းရွှေ့တော့ဘလို့မြင်လဲ ဒီပြောင်းရွှေ့ဖြစ်လာခဲ့မယ်ဆိုရင် United ပြည်သက်တီနေနဲ့ rating ဘယ်လောက်ထိပေးချင်လဲအောက်ကကွန်မန့်အေးထဲမှာစွန့်တွေးပြီးခဲ့ကြပါအောင်လို့ပြောရင်လည်းပဲကျွန်တော်ကိုတော်ခွင့်ပြုပါအောင်ပေါ်လုံးဘက်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Spawn Media 3 point ဆိုတဲ့ TV4 ကြီးတို့မှာကျင်းလို့ဆိုတာပေါင်းကူညီလို့ရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဗျအောက်ကကွန်မန့်အေးထဲမှာလည်း Youth Spawn Media 3 point ဆိုတဲ့ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းပြကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရဲ့ မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဦးမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကြိုတူပါတယ်ကောင်းမွန်သောဒီလေးတစ်နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးရင်လည်းကျွန်တော်တို့ဒီနောက်မှပဲအေးဆေးဆေးတွေ့ကြရပါဘောအားလုံးပဲကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးရင်လည်းကျွန်တော်တို့ဒီနောက်မှတွေ့ကြရပါဘောဒီဖော်ဗျာ